Google ဆိုတာအခုခေတ်မှာတော့မသိတဲ့သူခါရှာရှာရဲ့ပါဒါပေမဲ့လေအခုလိုကဘာကျော်နီးပညာကုမ္ပဏီကြီးဖြစ်မလာခင်ကသူရဲ့အစားကတက္ကသိုလ်ကျောင်းသားနေရောင်ရဲ့ရိုးရိုးလေးစေကူးတစ်ခုကနေစခဲ့တယ်ဆိုတာကိုတော့လူအများစုကသိကြမယ်မထင်ဘူးဒီနေ့တော့အဲ့ဒီ Google ကိုပူတွဲတည်ချောင်းခဲ့တဲ့ Larry Page နဲ့ Sergey Brin တို့ရဲ့ကားကိုတောင်ကနေကဘာကိုဘလို့ပြောင်းလဲပေးခဲ့တယ်လို့ဆိုတဲ့ဇာတ်လမ်းကိုပြောပြသွားချင်ပါတယ်အဲ့ဒီမှာမင်းဆရာတစ်ခုရှိလာပြီ က်ကတူအိမ်ဆောင်လေးထဲက project တေးသေးလေးတစ်ခုကနေကဘာသမိုင်းမှာတော့မှမှတ်တမ်းဝင်ရောက်တဲ့အင်ပါယာကြီးတစ်ခုဘလို့များဖြစ်သွားနိုင်ခဲ့တာလဲအဲ့ဒီမိခွန်းရဲ့ဖြေရလေးတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါရဲ့ဒီလောက်ကြီးကျယ်တဲ့အင်ပါယာကြီးရဲ့အစကဘယ်ကောက်လာတယ်လဲဆိုတော့ဟိုးနီးပညာတွေစီးပွားရေးအကျန်စီတွေစီကမဟုတ်ပါဘူးပို့ပြီးတော့တော့ရိုးရှင်းတဲ့နေရာလေးတစ်ခုကပါဟုတ်ပါတယ်အရာအားလုံးရဲ့အစကကလေးတယောက်ရဲ့အိမ်မက်တစ်ခုကနေစခဲ့တာပါ Google ရဲ့စက်မြစ်ကိုတကယ်နားလေခြင်းရယ်လေဆိုတော့ Larry Page ရဲ့ငယ်ဘဝကိုအရင်ဆုံးပြန်တွားကြည့်ဖို့လိုပါလိမ့်မယ်။ဘာလို့လဲဆိုတော့သူ့ရဲ့အတွေးခေါ်တွေကိုပုံဖော်ပေးခဲ့တဲ့အဓိကအချက်တွေအလုံးကအဲ့ဒီမှာစုနေလို့ပါပဲ။ Larry Page ကတော့လေနိပညာလောကထဲကိုမွေးရပါရောက်လာခဲ့လို့တော့ပြောလို့ရတယ်။သူအဖေရောအမေရောကကွန်ပျူတာသိပ်ပံပေါင်းမခတဲ့ဆိုတော့သူ့ပတ်ဝန်းကျင်မှာကစားစရာဆိုလို့ကွန်ပျူတာလေးသိပ်ပံမဂ္ဂဇင်းတွေပဲရှိတာပေါ့ အဲ့ဒီဘဝင်းချင်းကပဲသူကိုပစ္စည်းတွေကိုဖြုတ်ကြည့်တက်ချီလုပ်ပြီးဘလို့အလုံးလုံးတလဲဆိုတာကိုစူးစမ်းတအောင်သင်ပေးခဲ့တယ်။အသက်6နှစ်လောက်မှပဲကွန်ပျူတာဆိုတာသူ့တအရာရာဖိသွားခဲ့ပါပြီ။ပြီးတော့ထူးခြားတာတစ်ခုကသူ့ရဲ့စံပြဖို့ကိုကတခြားဘယ်သူမှမဟုတ်ဘူး။တိထွင်းသူကြီးနီကိုလာတက်စလာတဲ့။ဒါကဘာကိုပြနေလဲဆိုတော့သူ့ရဲ့ကြီးမားချက်ကရှိပီတာနီးပညာတစ်ခုကိုသုံးယုံတတ်တတ်မဟုတ်ဘူး။ကဘာကြီးကိုပြောင်းလဲပြနိုင်မယ်။အတ္တအတ္တဒီကိုတီထွင်ဖန်တီးဖို့ဆိုတာကိုပဲ။ စဉ်းစားကြည့်လင်လူအများစုကိုအနာဂတ်အတွက်ဘာလုပ်လို့ဘာကံရမယ်မသိလမ်းပြောင်နေတဲ့အသက်၁၂နှစ်အရွယ်မှာ Larry Page ကတော့သူ့ဘဝအတွက်ရှင်းလင်းပြသတဲ့ရည်မှန်းချက်တစ်ခုရှိနေခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့ကုမ္ပဏီတစ်ခုတည်ဆောင်မယ်ဆိုတာပဲ။အဲ့ဒီလုံငယ်ငယ်လေးကတည်းကရှိခဲ့တဲ့ပြတ်သားတဲ့ရည်မှန်းချက်ကပဲသူ့ရဲ့အနာဂတ်ကိုလမ်းခင်းပေးခဲ့တော့ဗော။ကဲအဲ့ငယ်ဘွားကရီမန်းချက်ကြီးကိုရင်မပိုက်ပြီးတော့ Larry Page တယောက် Stanford တက်ကတော်ကိုရောက်လာခဲ့တယ်။အဲ့မှာပဲသူ့ဘွား သူ့မတင်ကဘောကဘာကြီးတစ်ခုလုံးကိုပါပြောင်းလဲပြစ်မဲ့အတွေ့အခေါ်တစ်ခုကိုအတူတူမွေးပွားပေးမဲ့သူရဲ့မိဖက်စာဂီဘရင်းနဲ့ဆုံတွေ့ခဲ့ပါတော့လေတတော်နေအောင်ရဲ့တိထွေမွားပါလဲဆိုတော့တတော်လေးကိုရိုးရှင်းပြီးပါနေပါတယ်သူတို့အင်တာနက်ကိုစာချီတိုက်ကြီးတစ်ခုလိုမြွန်လိုက်တာပဲစာချီတိုက်မှာလွန်များဆုံးငှားတဲ့စာအုပ်ကအကောင်းဆုံးစာအုပ်ဖြစ်နိုင်တယ်မို့လားအဲ့ဒါလိုပဲအင်တာနက်မှာလည်းတခြား website တွေကအများဆုံး link ချိတ်ပြီးညွှန်းထားတဲ့စာမျက်နှာကအထုံးဝင်ဆုံးဖြစ်ရမယ်ဆိုတဲ့အတွေးခေါ်ပဲ ရိုးရိုးလေးပဲနော်တပိပိအဲ့ဒီအချိန်ကအတွက်တော့တကယ်ကိုတော်လန့်တဲ့အတွေးခေါ်တစ်ခုဖြစ်ခဲ့တယ်ဒါကိုရှင်းအောင်ပြောရရင်အရင်က search engine တွေကကိုရှာလိုက်တဲ့စကားလုံးပါတာနဲ့ကိုအဲ့ဒီစာမျက်နှာတွေကိုအကုန်လုံးပုံပြီးတော့ရှေ့ချပေးလိုက်တာ Google ကကြတော့အဲ့လိုမဟုတ်ဘူးအဲ့ဒီစာမျက်နှာတွေအများကြီးတဲကမှဘေဟာကတကယ်တမ်းမှုအရှိဆုံးလူကြိုက်အများဆုံးလဲဆိုတော့ကိုပြန်စစ်ပြီးတော့အကောင်ဆုံးရလဒ်တွေကိုပဲရွေးထုတ်ပြပေးတာ။တနည်းပြောရရင်အမိုက်ပုံတွေကရွှေကိုရှာပေးလိုက်သလိုပါပဲ။ဒါပေမဲ့လေ အတွေးခေါ်အကောင်းတစ်ခုရှိုံနဲ့တော့အရာအလိုကအစိမ်ချောမသာပါဘူး။ Larry နဲ့ Sergey တို့သူတို့ရဲ့တက္ကသိုလ် project လေးကိုတကယ်လက်တွေ့ကပါမှာအသုံးဝင်တဲ့ product တစ်ခုချစ်လောင်ယူစားတဲ့အခါမှာလို့စင်ခေါ်မှုတွေကတစ်ခုပြီးတစ်ခုဝင်လာပါတော့တယ်။သူတို့ရဲ့စိတ်ကူးကိုအကောင့်အထည်ဖော်ဖို့ပထမဆုံးဘာလို့လဲ။ computer တွေလို့တယ်။အဲ့ဒီအတွက်သူတို့ပါမောက်ခရီမိသားစုဝင်နဲ့ငွေချင်းနဲ့စီးရနဲ့မရမခပိတ်ဆံလိုက်ချေပြီးဒေါ်လာ1000ကိုဆုလိုက်ရတယ်။ ဒါဟာသူတို့ရဲ့အိမ်မက်အတွက်ပထမဆုံးနဲ့အရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှုပဲပေါ့သူတို့ရဲ့ခရီးကဘလော့ချန်တန်းခဲ့တယ်လဲဆိုတာကိုသူတို့အလုံးလုံးခဲ့တဲ့နေရာတွေကတည်တိခနေပါတယ်ပထမဆုံးတော့ PC ကရိယာတွေနဲ့ရှုပ်ပွားနေတဲ့တက္ကသိုလ်အိတ်ဆောင်ခန်းပြီးတော့ Searcher Brain ရဲ့ယာယီယုံခန်းနောက်ဆုံးမှာတော့ Silicon Valley ရဲ့အထင်ကရအနေရဖြစ်တဲ့ကောက်ကိုတောင်တစ်ခုထဲကိုသူတို့ရောက်လာခဲ့တယ်နေရာတွေကတော့တစ်ခုပြီးတစ်ခုပြောင်းသွားပေမဲ့သူတို့ရဲ့အိမ်မက်ကတော့တစ်ချက်လေးတောင်မပြောင်းလဲခဲ့ပါဘူး ဟုတ်ပါတယ် Apple တို့ HP တို့လိုပဲအခုကမ္ဘာကျော်ကြားဆုံး search engine ကြီးရဲ့ဆက်လန်းကလည်းခေါင်းကိုတောင်လေးတစ်ခုတည်းမှာပဲစခဲ့တာပါဒီလိုရိုးရိုးရှိရှိနေရာလေးကနေကမ္ဘာကြီးတစ်ခုလုံးကိုပြောင်းလဲပြစ်မဲ့အင်အားကြီးတစ်ခုထွက်ပေါ်လာလိမ့်မယ်လို့အဲ့ဒီအချိန်တုန်းကဘသူကများကြွေးမိခဲ့မှာလဲအဲ့ဒီကားကူတောင်တည်းမှာပဲ Google ဆိုတဲ့နာမည်နဲ့အတူတော်လန်ရေးတစ်ခုဆက်တင်ခဲ့ပါတော့တယ် ကဲသူတို့ရဲ့ရိုးရှင်းတဲ့ project လေးကနေအင်တာနက်လောကကြီးတစ်ခုလုံးကိုထားရပြောင်းလဲပစ်ခဲ့တဲ့ company ကြီးတစ်ခုအဖြစ်ဘလို့ခရီးဆက်ခဲ့တယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင်ဒါနေကောကကိုစီရှိအဲ့ဒီနှစ်မှာပဲ Google Inc ဆိုပြီးတရားဝင် company ဖြစ်မှတ်ပုံတင်ခဲ့တယ်။ဒီနေ့ပြန်ကြည့်လိုက်ရင်တော့ဒါကအင်တာနက်သမိုင်းရဲ့အရေးကြီးဆုံးမှတ်တမ်းတစ်ခုဖြစ်လာခဲ့တယ်လို့ပြောရမှာပါပဲ။သူတို့နှစ်ယောက်ရဲ့မညော့တဲ့ဇွဲကျုံစမ်းအားထုတ်မှုတွေက အင်တာနက်ကိုသုံးတဲ့ပုံစံကိုတင်ပြောင်းလဲလိုက်တာမဟုတ်ပါဘူး။ဒါကကျွန်တော်တို့အားလုံးတည်င်းချက်လက်တီရယူပုံ၊သင်ယူလေးလာပုံ၊တယောက်နဲ့တယောက်ဆက်သွယ်ပုံအဲ့ဒီဟာအားလုံးကိုထာဝရပြောင်းလဲပြီးခဲ့တာပါ။အဲ့ဒီနောက်မှာတော့ Google ရဲ့အောင်မြင်မှုကတကယ်ကိုလင်းမြန်ပြီးဘယ်သူမှတားဆီးလို့မရတော့ပါဘူး။ကမ္ဘာမှာလူကြိုက်အများဆုံး search engine ဖြစ်လာတယ်။ပြိုင်ဘက်ဝန်ဆောင်မှုတွေအားလုံးကိုကျော်ဖြတ်သွားတယ်။ကမ္ဘာတန်ဖိုးအကြီးဆုံး brand တွေတခုဖြစ်လာခဲ့တယ်။နောက်ဆုံးမှာတော့ညီပင်ရတမိုင်းတလျှောက်အကြီးကျယ်ဆုံး empire ဧည့်သည်တွေတခုကိုတည်ထောင်နိုင်ခဲ့ပါတော့တယ်။ ကဲကားကိုတော်လေးတစ်ခုကနဲ့ကဘာကြီးဆုံး empire ကြီးတစ်ခုအဖြစ်ကိုရောက်လာတဲ့ဒီဇက်လန်ကြီးနဲ့ကျွန်တော်တို့ဘလို့သင်္ကန်းစာတွေရယူနိုင်မလဲဒါတော့နောက်ဆုံးအနေနဲ့အတူတူစဉ်းစားကြည့်ရမယ်အချက်ပါပဲဒီဇက်လန်တပုတ်လုံးရဲ့အနစ်ချိုကတော့ဒီစကားတခုပါပဲတရိယပါအရာအလုံးဟာအဲ့ဒီအရာကိုကိုယ်တိုင်အဆုံးမသက်မပြီးမြောက်သေးခင်အထီတော့မဖြစ်နိုင်ဘူးလို့ပဲထင်နေရမှာပါ Larry Page နဲ့ Sergey Brin လို့ကတော့သူတို့ရဲ့ဇလံကိုတက္ကသိုလ်အိပ်ဆောက်လေးတခုမှစခဲ့ကြတယ်။အခုဒီဇလံကိုနားထောင်ပြီးတဲ့နောက်မှာတော့စဉ်းစားစရာတခုကတော့လူတယောက်ချင်းစီရဲ့ကိုယ်ပိုင်အောင်မြင်မှုဇလံတွေကိုတော့ဘယ်နေရာမှာစတင်ကြမလဲဆိုတာပါပဲ။